အပိုင်းနဲ့ကိုဆက်ပြောမယ်ဟုတ်ပါနော်အဲတော့ရှေ့ဟာကိုပြန်ပြောမယ်ဆိုရင်လောကီဆောင် လက်ဖွဲ့တွေမလိုဘဲနဲ့ဟိုကိုအန်ရကင်းကင်းဟလာလက်လာပါကောင်းကောင်းကံကောင်းမယ်ဟုတ်ကွာနော်စသရာဆင်ပြေနေဆိုရင်လွယ်လွယ်လေးတရဏဂုံတီးပြီးသားဂုံတော်တီးပြီးသားနော်ဒီထက်ကြီးကျယ်မြင့်မြတ်တာမရှိတော့နော်ခြေကံအဖြစ်အဲ့တော့တရဏဂုံထုံရင်လည်းထွက်ရပေါက်တယ်တန်မြာလွတ်တယ်ခုံတော်ထုံရင်လည်းဒါမှမဟုတ်တရဏဂုံနဲ့ခုံတော်တော့တွဲထားမှရမှာပေါ့နော် တန်နဂုံပြီးမှဂုံတော်ကဖြစ်ကမှာပေါ့နော်အဲ့တော့ဂုံတော်ကြီးပဲဆွရွနေလို့တော့မရဘူးအဲ့ဒီဘောတော့ရှိတယ်ဒါပေမဲ့မရဘူးလားဆိုတော့လေရတော့ရတယ်ပျော်ရှင်းပြအနေနဲ့ခတ်တယ်ကွာထားလိုက်တော့နှစ်ခုလုံးရွအဲ့တော့အဲ့တော့ဒီတရဏဂုံနဲ့ဂုံတော်ကိုထုံနေအောင်ရွနိုင်ရင်ပြည့်စုံတယ်နော်ဘာလက်ဖွဲမှမလို့ဒါပေမဲ့လူတွေရဲ့မသိစိတ်ကနေပြီးတော့လောဘတွေနော်မောဟတွေအဲ့ဒီလုံရင်နဲ့လုံရင် လိုချင်တဲ့ရမှတ်တွေကြောင့်ဒီလက်ပွင့်နေဟာတွေလိုချင်မယ်ဟာလားအတိုက်ရှင်းနေဟာတွေလိုချင်မယ်အဲ့လိုပဲကားဒိဋ္ဌိတွေလိုချင်မယ်စသဖြင့်ကွာအဲ့လိုစွမ်းဒိဋ္ဌိတွေကိုလိုရတဲ့ပုံမှန်တယ်ပေါ့နော်ကိုယ်ကြင့်ကြံကြင့်ကြံစစ်မှန်တဲ့ဟာကိုကြင့်ကြံမှရမှာပေါ့နော်ဒါတွေကတော့တကယ်တော့ဟိုဘယ်လိုပြောရမလဲအနှစ်တွေမဟုတ်ဘူးဒါအကာတွေပဲဘလောက်ကောင်းတဲ့လက်ပွဲပြေတာအနှစ်မဟုတ်ဘူးအကာတွေပဲနော်အဲ့တော့အဲ့တော့ဘယ်လိုပဲပြေကျွန်တော်လက်ပွဲကိုတော့ကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ကျွန်တော်ရဲ့လက်ပွဲတွေကိုတော့ ဒါတော့ဒါသက်ဆောင်သက်ဆောင်လို့ပဲဒါလည်းသက်ဆောင်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 လို့ပဲတူတူပဲပေါ့နော်အင်းနေတော့နည်းနည်းအဲမှာသူ့အနေနဲ့တစ်ချက်တစ်ချက်ကွဲရင်ကွဲမယ်ပေါ့နော်ကျွန်တော်မှုပေါ်မှုဒီခံစားချက်ပေါ်မှုဒီနည်းနည်းပြောင်းထားလေးရှိမှာအဲ့တော့သက်ဆောင်လို့ဖွဲ့ရကြတော့ဘာပြောကမှဖြစ်ခင်မှာကြိုးဆောင်တင်တာမျိုးပေါ့နော်ပြီးတော့ပြောကဖြစ်ပြီးဆိုရင်လည်းစေးကုပြီးတော့ကျွန်တော်ဒီသက်ဆောင်လို့ဖွဲ့ဆောင်ခိုင်းလိုက်တယ်သူကကြောလမ်းကြောင်းလွှဲပြတာပေါ့ဘလူအန်ရယ်ပဲဖြစ်ဖြစ်တရေးရှင်ရဲ့အားလုံးကို လွှဲပေးတယ်။အာလူချစ်လူခင်လည်းဒါအထိုက်လျောက်ရှိတယ်။နော်လက်လာဘာအတွက်လည်းအထိုက်လျောက်ရှိတယ်။အဓိကတော့အနေနဲ့ကင်းဖို့အဓိကတော့။ဒါကြောင့်ဒါလက်ပွင့်မျက်နှာပွင့်လက်ပွင့်လူချစ်လူခင်ပေါ်တယ်မျက်နှာပွင့်တယ်လက်လာဘာပွင့်တယ်ပေါ့နော်။ဒီထဲမှာအကောင်းဆုံးကတော့ဒါပဲပေါ့နော်။တော်တခုတော့ခြုံသွားတယ်။ရှေ့ဘရင်ဆက်ဆက်ကတုံးခဲ့တာပေါ့။စစ်ချီစစ်တက်စစ်တိုက်တဲ့ခါမှာတုံးတာ။နောက်လိုက်ပို့ပါတထောင်လွတ်တယ်။ ဒီဂုံတော့တထောင်ဆုပ်ထားရဲဆိုတာလည်းဒီဒါကိုအဓိကဥတီပြီးဆုပ်တာပေါ့နော်ဒါတွေကတော့ဒါဖေးကနေသူ့ဂုံတော့တထောင်ဆုပ်ရင်းနဲ့ဂျန်နေဟာပဲဆွဲထည့်လိုက်တာပေါ့အဲ့တော့ဒါမှမဟုတ်ဒါကဘသူ့မှမပေးဘူးရောင်းလည်းမရအောင်ပေးလည်းမပေးဘူးပေါ့နော်ဒါဒီမှာကဟိုစီကန်နေပါတယ်မာဒီမတရားတဲ့ဘက်ကနေဥဆောင်မယ်ဆိုလို့ရှိရင်မတရားတဲ့ဘက်ကနေယက်တီမယ်ဆိုရင်အဲ့လူကဒုက္ခရောက်မှာပေါ့နော် တရားသောဘက်ကနေယက်တီမှဒီဟာကိုဆောင်လို့ရမှာ အဲ့ဒါရှိတယ်အဲ့တော့3မိနစ်ပဲရတော့နောက်အပိုင်းတစ်ပိုင်းထပ်သွားမယ်ပေါ့နော်ဒါအပိုင်း1